ွားပူစားရဆိုတာက ကျွန်တော်တို့တွေထင်နေကြသလိုတစ်ပင်နေတစ်တုံးနေအိမ်တိုင်းနေမှာပူထိုးသလိုပေါ့ပိုးကောင်နေတွေကနေပြီးတော့မှကျွန်တော်တို့တွားလာပြီးတော့ထိုးပြီးတော့စားနေရမျိုးမဟုတ်ပါဘူးအဲတွားပူစားရဆိုတာကကျွန်တော်တို့တွေနေ့စဉ်စားသုံးနေစားကျင်းစားကြံတွေကို ကျွန်တော်တို့ကတေချာတန်ရှင်းမလုပ်ဘူး ွားတိချာမတိုက်ဘူးအစာစားပြီးတိုင်းမှလည်းပလုံမကျင်းဘူးအစာညက်နေတာတွေကိုကျွန်တော်တို့ရှင်းထုတ်မပြစ်နိုင်တဲ့အခါမှာအဲအစာအစာကျွန်းစားကြံတွေကိုကျွန်တော်တို့ပစ္စတ်ထဲမှာပတိရမျိုးပေါင်း900ကျော်လောက်ရှိတယ်ဗျအဲပတိရတွေကနေလာပြီးတော့ဟိုစားသုံးနေမို့ကျွန်တော်တို့ရဲ့စာကျွန်းစားကြံတွေပတိရတွေကနေပြီးတော့လာပြီးတော့ကပ်ပြီးတော့ fermentation ဆိုတာမျိုးဖြစ်သွားတယ်။ fermentation လုပ်ပြီးတော့ကျွန်တော်အဲ့မှာ acid ဖြစ်သွားတယ်ပေါ့နော်သူကကျွန်တော်တို့ထမင်းသိုးဟင်းသိုးတွေလိုမျိုးခြင်သွားတာပေါ့လို့ခြင်ပေါက်သွားတယ်အဲ့လို acid တမျိုးဖြစ်သွားပြီးတော့မှကျွန်တော်တို့ရဲ့သွားမျက်နှာပြင်ကျွေလွားတွေကိုအရင်စစားတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့တွင်နေရအဲကျွေလွားလောက်တိတ်မမာတဲ့စင်စွင်နှစ်လွားဒန်တင်းလို့ခေါ်တဲ့ဟာတွေကိုစားတယ်။အဲ့ဒီကနေပြီးတော့မှနောက်ဆုံးကျွန်တော်တို့ရဲ့သွားရဲ့အထည်ထဲမှာရှိရဲ့အကြောလေးတွေပေါ့အာယုံကြောလေးတွေကိုထိသွားတာ။အဲ့ဒီကြတော့ကျွန်တော်တို့ကသွားကြိုက်တယ်ဆိုရဲဝေဒနာကိုစပြီးခံစားရတာပေါ့နော်။ အခုလောက်ကျွန်တော်ပြောပြတာနဲ့ဆိုရင်စဉ်းစားကြည့်မယ်ဆိုအဲ့ဒါဆိုကျွန်တော်တို့အရက်ထဲမှာပြောနေကြတဲ့သွားပိုးချတယ်လို့အဲ့ပါငွေမမတည်တဲ့ငွေကိုရှိုးပြီးတော့သွားပိုးကြီးအကောင်လိုက်ကြားလာအောင်လုပ်တယ်လို့သွားပိုးရှင်းပေးတယ်လို့သွားပိုးတက်ပေးတယ်လို့ဆိုတာမျိုးတွေဟာဟိုပြနေမှာပြနေစဉ်းစားတက်သွားမယ်လို့ထင်နေနော် အကောင်းဆုံးကတော့သွားပိုးစားပြီးရေကိုးဆက်ထဲမှာတကူကျွန်တော်ပြထားသလိုဟိုအမဲဆက်လေးတွေစပြီးမြင်နေရပြီးမှန်ကြည့်ရင်းနဲ့ပဲဖြစ်ဖြစ်သွားတိုက်ရင်းနဲ့ပဲဖြစ်ဖြစ်တွေ့ပြီးဆိုလို့ရှိရင်တော့နိစက်ရသွားစီကန်းကိုသွားပြီးတော့ဟိုမြ мян ကုသမှုခံလိုက်တာပဲကောင်းတယ်ကျွန်တော်တို့ဖားလို့ရတဲ့ရင်ဖားလိုက်တာဒါအကောင်းဆုံးကုသမှုပေါ့နော်ဒီအောင်ဆုံးကုသမှုတော့ပဲကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်